အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စာရည်သူစီရင်နာ ရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဈေးကွေဇက်လန်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ရောင်ကုန်းရွာရှိ ပြည်တနာကိုဖြည့်ရှင်ပြီးတဲ့နောက်ဘေးကလေးရဲ့ရှိတဲ့ထမင်းကုန်းရွာကို အောင်မြတ်တာနဲ့တက်ခိုင်တို့လူသားထွက်လာခဲ့လိုက်တဲ့ရွာဝင်ထမင်းကုန်းဆိုတဲ့ဆိုင်မှုအရှိရောက်တော့အောင်မြတ်တာရဲ့ခြေလန်းနေရာတက်ခွနဲ့ဖြစ်သွားတယ်။အနောက်ကနေတရရုတ်ကတားလိုက်တယ်လို့ခန်းစားရတဲ့အတွက်ဘေးဘီဝေးရကိုဝစ်ကြည့်လိုက်တော့ ရွာအပြင်ညောင်ပင်ကြီးပေါ်မှာမျက်နာမကြည်မသားနဲ့ထိုင်နေတဲ့အဖိုးကိုတယောက်ကတွေ့လိုက်တယ်။အောင်မြတ်သားလဲညောင်မင်အောက်ကိုသွားပြီးတော့အဖိုးဘာလုပ်နေရလဲ။ဟာဆရာလေးပါလား။အတော်ပဲဆရာလေး။ဒီရွာတော့မကြခင်ဒုက္ခရောက်တော့မင်းကျောက်တောင်ရွာပြင်မောင်းထုတ်ခံရရတယ်။ရွာကိုပိုင်တဲ့ရွာရုံးရှင်တောင်ရွာပြင်မောင်းထုတ်ခံရတယ်ဆိုတော့ဒီရွာကပညာတွေကတော်ရုံအစ်စ်မဟုတ်ဘူး။ကဲစိုးစမ်းပါအောင်။ ဘလို့ဖြစ်လို့မောင်းထုတ်ခံထိရလဲအဖိုးကလည်းညောင်ပင်ကနေဆင်းလာပြီးတော့ဒီလိုပါဆရာရဲ့အရင်ကရွာမှာဆေးကုတဲ့ဘိန်းတော်ဆရာတယောက်ရှိရယ်ဆေးကုတယ်ဆိုပေမဲ့ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့တိတ်လည်းမကူတတ်ပါဘူးဗျာတော့ရွာဆိုတော့ဆေးဆရာတွေလည်းရှားတယ်လေသူ့ကိုပဲအားကိုးနေရတာတခါတလေပြောက်တယ်လို့တခါတလေလဲလူနာတွေအသက်ဆုံးရတယ်အရင်ကဆိုကျုပ်နဲ့နဲ့မှလူတွေလာစုတောင်းကြတယ်တားစုသမီးစုပန်းကြတယ်ကျုပ်လည်းတက်နိုင်သလောက်ရွာကလူတွေကိုကူညီပေးတော့ ကျုံနဲ့နန်လေးကတဖြည်းဖြည်းနဲ့နာမည်ကြီးလာရင်လေဘေးရွာကလူတွေတောင်မှလာစုပန်ကြတယ်ဒီနေ့တော့အဲ့ဆေးဆရာကလူတစ်ယောက်ကိုရွာထဲခေါ်လာတယ်သူ့ဆရာလို့ပြောတယ်သူကရွာထဲဝင်လာနဲ့ပညာသင်မန်းကိုကျုပ်စသတယ်အဲ့မှာဆရာတစ်ပြည့်နဲ့ရောက်ပေါင်းပြီးရွာထဲကလူတွေကိုပညာပြတော့တာပဲရွာမှာကျုံနဲ့ရေဆက်ပါတဲ့လူငယ်တစ်ယောက်ရှိတယ်ကျုပ်ကသူ့ကိုအိမ်မက်ပြီးတော့ဆေးကုတဲ့သူဟာဆေးဆရာအစီမဟုတ်တဲ့အကြောင်းသူ့ပညာနဲ့ရွာထဲကလူတွေကိုပြုစားပြီးတော့ သူပဲပြန်ကုနေတဲ့ပညာတွေဖြစ်ကြောင်းကိုပြောပြလိုက်တယ်။အဲ့ဒီကောင်လေးကကျုပ်အိမ်မက်ပေးတာကိုတရားလုံးကိုလိုက်ပြောတာပေါ့။အဲ့မှာကျုပ်တွေဂျိုးဆိုးဝင်တာပဲ။ဒီနေ့ကျုပ်နဲ့နန်းကိုလူနှစ်ယောက်ရောက်လာတယ်။ကျုပ်နဲ့နန်းပေါ်မှာရှိတဲ့ရုပ်တုကိုဈေးအနီရောင်နေနဲ့ကျိုးချီထားတယ်လို့ရေးတော့တာပဲ။ကျုပ်လည်းအဲ့လောက်အစွမ်းထက်မှမတင်ဘူး။သူလွတ်လိုက်တော့ကျုပ်လုံမရတော့ဘူး။ကျုပ်ကိုရိုက်တာဗျာ။ခါရုံကခုထိကိုကိုက်နေတော့မယ်။သူတို့အလုပ်ကိုနောက်ရှေ့ရမလားဆိုပြီးကျုပ်ကိုအညှိုးထားတော့တာပဲ။ ကျုပ်နေတဲ့နန်းနန်းကနေလဲမောင်းထုတ်တယ်။ကျုပ်လည်းသူ့ကိုကြောက်ရတာနဲ့အခုလိုရွာပြင်ထွက်နေရတာပါပဲဆရာရင်။သူ့ကိုနေနေနိုင်မဲ့သူကိုရှာပေးဖို့ဟိုဘေးရွာကဆရာတော်ကြီးကိုအကူအညီတောင်းလိုက်တာ။음ကျုပ်တို့လည်းဆရာတော်ဖရာရဲ့ခန်းစဉ်မှုကြောင့်တတဝါတွေကိုကဲတင်ဖို့ရောက်လာတာပဲ။အခုကျုပ်တို့နဲ့လိုက်ခဲ့ပြီးတော့ကိုနဲ့နဲ့မှာပဲကိုပြန်နေပြီတော့အောင်မြတ်သားကအရှိကနေရွာတွေကိုဝင်သွားလိုက်တယ်။အနောက်မှာတော့ရွာဆောင်နှပ်အဖိုးကကုတ်ချောင်းကုတ်ချောင်းနဲ့လိုက်လာတယ် ကျားဟိုမှာကျုပ်နဲ့နဲ့မယ်အောင်မြတ်သားကရွာဆောင်နန်းနန်းကိုကြည့်လိုက်တော့အလိုလေနန်းနန်းထင်မှာဘလူးလူလူတည်ရလူလူအမွေးစုဖွားနဲ့အကောင်နှောင်ကနေရာယူထားပါလားအမေသူကရွာကလူတွေဆက်ထားတဲ့ကြက်ကြုပ်ဦးတော်ကိုက်နေသေးတာအောင်မြတ်သားလည်းနှစ်နှင်းရှိရောက်တော့ဟေးသူများနေရာကိုယူထားနေကမိုက်တာငါမြစ်တာထားတဲ့အချိန်ဒီကထွက်သွားပါ မထွက်ရင်တော့ပင်ညာသုံးပြီးမောင်းထုတ်ရလိမ့်မယ်ဟိုကမခန့်လေးစားနဲ့ဂယုတော်မဆိုင်ဘူးပြီးတော့အနောက်မှာရက်နေတဲ့ရွာဆောင်နှက်ကူမျိုးတော့ ဟိုဖုန်းကြီးအရိုက်ခံချင်းသေးလို့ရွာထဲဝင်လာလားဆိုပြီးတော့လမ်းဟောက်လိုက်တယ်။အဲ့လိုပြောတာအောင်မြတ်တာကြတော့နည်းနည်းပြုံးမိသွားတယ်။ပိုင်စိုးပိုင်နေပျော်ရဲ့နေလိုက်တာ။ကဲတက်ခိုင်းမိမဲဒီကောင်ကိုမောင်းထုတ်လိုက်ကွာ။တက်ခိုင်းလည်းဆေးရအမိတ်တိုင်းရွာဆောင်တန်းမှာထိုင်နေတဲ့တရေကိုကြည့်ပြီးတော့မြေကိုဖနှောက်နဲ့ပောက်လိုက်တယ်ဆိုရင်လည်းမြေကြီးထဲကနေပစိန်နဲ့လက်ကိုကင်ထားတဲ့ဘလူးကြီးနှကောင်ကထွက်လာတယ်။အဲ့ဘလူးနှကောင်က ညောင်ကုန်းရွာမှာအောင်မြတ်တာနဲ့ဆုံခဲ့တဲ့အင်းဘလူးပြီးနောင်ဖြစ်တယ်။အောင်မြတ်တာကိုမြင်တော့အဲ့ဘလူးညီနောင်ဟာခေါင်းကလေးညွတ်ပြီးတော့အယူတည်ပေးတယ်။ပြီးတော့တစုံတစ်ခုကိုစောင့်ဆန်းနေတယ်လို့နဲ့အဲ့ဒီအချိန်နန်းနန်းတဲကတရေကောင်ကနန်းနန်းတဲကနေဆင်းပြီးတော့ရွာထဲကိုဝင်ပြေးပါလေရော။အောင်မြတ်တာကဘလူးညီနောင်အားရွာဆောင်နဲ့ကိုအကူအညီပေးဖို့နန်းနန်းမှာထားခဲ့ပြီးတော့ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ရွာထဲရောက်တာနဲ့အိုးတရွာလုံးကြီးပါဟာစိတ်ထိထားကြပါလား။ အိမ်နူကိုအကဲခတ်လိုက်တော့တမိသားစုမှာအနည်းဆုံးတယောက်လောက်တော့စိတ်ထိထားကြတယ်။အောင်မြတ်သားလည်းရွာထဲကိုဝင်ပြီးတော့ဆေးစရာအိမ်ကိုတတမမဝင်သွားလိုက်တယ်။ချန်စီယိုထိတ်လဲရအောင်ခုနကရွာနဲ့နန်းကဆင်းပြေးသွားတဲ့တရေကောင်ကဆေးစရာအိမ်လေးခန်းအောက်မှာပုံနေရမြင်လိုက်တယ်။တက်ခိုင်ဒီဆေးစရာကပညာဘာမှမရှိဘူး။သူ့ဆရာရှိသေးတယ်။အခုလောလောဆယ်သူ့ဆရာမရှိသေးဘူး။ဒါကြောင့်ဒီဆေးစရာကိုမင်းမဲဆုံးမပြီးတော့ပညာနှုတ်လိုက်ကွာလို့အမိတ်ပြီးတော့ တက်ခိုင်ကခေါင်းငိတ်ပြလိုက်တယ်။တက်ခိုင်ချက်အနှက်ကိုကြည့်လိုက်တော့တချံလုံးရှိသမျှတစ်ပိနေဟာမကောင်းဆိုးဝါးရည်အပြည့်ပါလား။လက်ဆက်တက်တော့တရေမွေးပြီးတော့လူတွေကိုဒုက္ခပေးနေပါလား။တက်ခိုင်လည်းအထက်ဆရာတွေထံမှခွင့်တောင်းလိုက်ပြီးတော့ခြံစည်းရိုးတွေကိုချေချယုံနဲ့အပင်ပေါ်ကမကောင်းဆိုးဝါးရည်ကဝရုံးသုံးကားနဲ့ဆင်းပြေးပြီးအနောက်ဘက်လေဝင်းထဲကိုဆင်းပြေးတာ။တက်ခိုင်လည်းအိမ်ရှိတစ်စက်မိတ်အောင်မှာရင့်နေပြီးတော့ကုကုကုစီတားလိုက်တယ်။ပြီးတော့လေးကအင်းကိုလေးပေါ်မှာဆွဲပြီးတော့ လက်ဝါးနဲ့ရက်လိုက်တယ်ဆိုရင်အိမ်င်းကနေဆေးကြီးကကမန်းကတန်းပြေးစင်းလာတယ်။အချင်းဒီမဟမန်းတိတော့လက်ထဲပါလာတဲ့ဆေးလုံးတွေနဲ့တက်ခန့်စီကိုပြစ်ပါလေရော။ဆေးလုံးတွေကလေတဲ့ဝီကနေဝီကနေနဲ့များတစ်စင်းအလာပြေးလာတယ်။ဒါ့ဝိမဲ့လဲတက်ခန့်အရှိအင်းခွက်နဲ့ထိပြီးတဖုတ်ဖုတ်နဲ့မြေပေါ်ကျကုန်တယ်။ဒီအလုံးကလူတွေကတက်ခန့်တို့ဆရာတစ်ပြည့်နှစ်ယောက်ကိုဝိုင်းအောင်ပြီးတော့ကြည့်နေကြတာ။တက်ခန့်လည်းအချိန်မဆွဲတော့ဘဲဆွဲထားတဲ့အင်းခွက်ကို လေထဲမှာလက်နဲ့တွန်းထုတ်လိုက်တယ်ဆိုရင်ဆွဲထားတဲ့အင်ခွက်ကိုလေထဲမှာလက်နဲ့တွန်းထုတ်လိုက်တယ်ဆိုရင်ပဲလေးခွက်အင်ကပိုက်ကွန်တစ်ဖွဲပြန့်ပြီးတော့စင်းစရာရဲ့ကုကိုအုံထားလိုက်တယ်။အပြင်လူတွေအမြင်မှာတော့ဘာမှမသိပေမဲ့စင်းစရာကတော့သူမနိုင်တော့မှန်သိသည်လား။ဘဲဘဲလက်ထဲကကင်ထားတဲ့ရှင်ယုံလေးကိုမြေကြီးပေါ်ကိုပြေးချလိုက်တယ်။အင်းခွက်ကသူ့ပေါ်ကိုအုပ်သွားပြီလေ။စင်းစရာကမြေကြီးပေါ်လုံမရတော့တဲ့အချိန်အဲ့ခုနကရှင်ယုံလေးက တဖြည်းဖြည်းနဲ့အသက်ဝင်လာတယ်လို့လှုပ်လာတယ်။မိကြီးတွေပါတုန်ခါလာတယ်။တက်ခိုင်နားစုပ်နေသူ့ဆရာလာပြီ။အောင်မြတ်တာနဲ့တက်ခိုင်မတိုင်မြင်ထားပဲလက်ဖွားပေါ်မှာရှစ်ခွက်အင်ကိုဆွလိုက်တယ်။ရှစ်ခွက်ကွန်ချာဆိုတဲ့အင်ကိုရေးဆွဲပြီးတော့လက်ဖွားအပေါ်ထောင်းလိုက်တယ်ဆိုရင်အဲ့အင်ချာတွေကရွှေမြောင်အတန်းတွေကပိုးအင်တွေတစ်ပွဲထွက်လာပြီးတော့တရားလုံးကိုချုံအောင်ထားလိုက်တယ်။ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ပိုက်ကွန်းတွေထဲမှာတော့ရွာသားတွေနဲ့တက်ခိုင်တို့ဆရာတပည့် ခုနရွှေရုပ်ကတဖြည်းဖြည်းနဲ့အကောင်ကြီးလာပြီးတော့မဲမဲကောင်ကျွဲကြီးဖြစ်သွားတယ်။အေးကျွဲကြီးကအောင်မြတ်သားတို့ကိုခွေ့ဖို့လား။မူလပုံဖြစ်စီဖို့လက်ဝါးကတာလန့်ယုံနဲ့အေးကျွဲဟာရောက်နေရမှာပဲတုန်ကနေရပြီးတော့မူလရှိရုံလေးပြန်ဖြစ်သွားတယ်။အောင်မြတ်သားကကဲကဲ အချိန်ဆွဲမနေနဲ့တော့ဈေးကွေကောင်ထွက်လာခဲ့တော့တင့်အเจ้าကိုကြုတ်တိပြီးပြီ။ကြုတ်အเจ้าကိုတင်မသိသေးတာခက်တာပဲ။အိမ်မေးကကုတ်ကူပြီးမောကနေ။ ဘုတ်ကနေခုံချလာတဲ့လူတယောက်တကူလုံးစင်းမြစ်စည်းပင်တွေကိုဝိယုံတပွဲခြုံထားတဲ့လူလက်ပိုင်းအွေယောက်ျားတယောက်"ကဲကျုပ်ကိုခေါ်ပြီးဘာလုပ်ဖို့လဲ"ကျုပ်လူမတတ်ချင်ဘူးကျုပ်ဖာသာလူတွေကိုစေကုတယ်သူတို့ကိုကဲတင်ပေးတယ်အဲ့ဒါကိုခမရကဘာလာနောက်ရှင်းနေရလဲအောင်မြတ်တာကခနဲ့ပြုံးပြုံးလိုက်ပြီးတော့ကုပညာနဲ့လူတွေကိုပြုစားပြီးတော့လက်ပေကောင်းနဲ့ခိုင်းပြီးပြန်ကုနေတဲ့သူကများရာရာဆက်ဆက်ပြောရဲသေးတယ် ဆရာတော်ဖះရဲ့အကူအညီတောင်းမှုအရမင်းပညာတွေကိုနှုတ်ယူဖို့ရောက်လာတာပဲဒါနဲ့ဒီကမလောက်လေမလောက်စားလူငယ်တွေရဲ့နာမည်ကိုပြောပြပါအောင်မတေကီမေးထားတာတေရင်မေးမရတော့မှစိုးလို့တက်ခိုင်ကဒုသက်ထွက်သွားတယ်။အောင်မြတ်တာကလက်ကပြပြီးတော့ကျုံနာမီက အောင်မြတ်တာသူကတက်ခိုင်ဘာသိချင်သေးလဲအလိုလေအောင်မြတ်တာဇူလာဟိုတလုံးကနှလုံးချေခုပွေးကိုအနံ့ယူလိုက်တယ်ဆိုတဲ့တငယ်လေးလား နမီကတော့ကြီးနေတာကြပြီ။လူကအခုမှတွေ့ဘူးလား။ပညာနည်းနည်းစမ်းကျင်လို့ခွင့်ပြုပါဆိုပြီးလက်ထဲကစီးရီကိုမြေကြီးပေါ်တွန်ချလိုက်တဲ့ဆိုရင်အဲ့ရီတွေကတဖြည်းဖြည်းစုပေါင်းပြီးတော့ကြောက်မဲ့ဖွယ်မွေးနကားကြီးဖြစ်သွားတယ်။အသေးရစ်ပပောက်တဆန်းစင်းနကားလို့အမိတ်ပေးလိုက်တော့အဲ့မွေးနကားကပပင်းကြီးထောင်လို့အောင်မြတ်တာတို့ကိုပောက်တက်ဖို့အလို့အောင်မြတ်တာတို့အနောက်ကနေတကူလုံးရွှေရောင်တလဲလဲထနေတဲ့ရွှေနကားတကောင်ပေါ်လာခဲ့တယ်။အောင်မြတ်တာတို့ကို သူ့ပပင်းနဲ့ကားပြီးတော့စင်းနကားကိုအမိနဲ့ရိုက်ထုတ်လိုက်တယ်။စင်းနကားကအားမလျှော့ပဲပစတွေကနေစင်းငွေတွေနဲ့မုတ်ပြန်တယ်။ရွှေနကားကလည်းရွှေရောင်အခုံးငွေတွေနဲ့ပြန်ကားတယ်။နကားနှကောင်တိုက်ပွဲကပြင်းထန်လာတယ်။ဈေးကိုရကလည်းပညာမသိဘူး။စင်းနကားဘက်ကတဖြည်းဖြည်းအလေးတားလာတယ်။တစ်ခါတစ်ခါရွှေနကားမုတ်ထုတ်တဲ့အငွေတွေကစင်းနကားကိုလုံးပေါ်တိုက်ရိုက်ကြပြီး ကိုပေါ်မှာဒဏ်ရာရလာတယ်။နောက်ဆုံးမှာတော့ ရွှေနဂါးရဲ့အခွန်ငွေတွေကိုမခံနိုင်ပဲပြန်လှည့်အပြေးမှာရွှေနဂါးရဲ့အမိကစင်းနဂါးကောင်းတက်တက်ကိုဖျောင်းကနေရိုက်ချလိုက်တယ်။စင်းနဂါးမိဘကနေမထနိုင်တော့ဈေးကွေက သူ့ကိုယ်ပေါ်မှာချိန်ထားတဲ့ဆင်းမစ်တုံးနဲ့လမ်းပေါက်လိုက်တယ်။အဲ့ဒီဆင်းမီးကနေအစွဲဖွေးဖွေးနဲ့ဘလူးကြီးဖြစ်သွားပြီ။လက်ထဲကတင်းပုံနဲ့အောင်မြတ်သားတို့ကိုထုရရန်အရွယ်။ဖျောင်းဖျောင်းဆိုတဲ့အတန်နဲ့ဘလူးကောဈေးကွေကိုပါတစုံတစ်ယောက်ကရိုက်ချလိုက်တယ်လို့ဘုံကနေမိဘကြားလာတယ်။ကြည့်လိုက်တော့ ခွေအချုပ်ဘူးတော်အဲ့ဘူးတော်ကအောင်မြတ်တာအရှိလာပြီးတော့ကျုပ်တပြည့်အမိုက်မဲကိုခွင့်လုပေးပါဆရာမမတိလို့ကျုပ်ရဲ့ဆုံးမမှုညံ့ဖြစ်လို့အခုလိုလူတွေကိုဒုက္ခပေးတယ်လို့ဖြစ်သွားတာဟိတ်ကောင်ဒါဘယ်သူလို့ထင်နေလဲအဘဘိုးမင်းကောင်အဘဘိုးဘိုးအောင်တို့ကိုယ်တိုင်မဟာမြိုင်တုံးဟုလာဖို့ဖိတ်ခေါ်ချင်းခံရတဲ့ထွက်ရောက်ပေါ့ဆရာပဲမင်းမပြောနဲ့ငါဆိုရင်လည်းမနိုင်ဘူးဒုထောက်တောင်းမှလိုက်ဆိုတော့စည်းကွေကအောင်မြတ်တာကိုခွင့်လုပေးဖို့တောင်းမှန်တယ်အောင်မြတ်တာလေကွေအချုပ်ဘိုးတော်ကို အသေးချာဆုံးမပေးဖို့မှကြပြီးမြေပေါ်မှာချုပ်ထားတဲ့ဆေးစရာကိုပါပညာတွေနှုတ်ယူခံလိုက်တယ်။ရွာသားတွေကိုလည်းအင်းချက်တွေကိုရည်ဖြိုတိုက်ပြီးတော့ပြူစားထားတဲ့ပညာတွေကိုကုစားပေးခဲ့တယ်။ရွာသားတွေလည်းအင်းချက်တွေကိုမေးရှို့ပြီးတော့ရည်ဖြိုတောက်ပြီးတဲ့နောက်အောင်မြတ်သားတို့ကိုလက်ရှာတော့လုံးဝမတွေ့တော့ဘူး။ဆရာတပည့်နှစ်ယောက်လုံးဟာပျောက်ချင်းမလောက်ကိုပျောက်သွားခဲ့တော့တယ်။ထမ်းမင်ကရွာကလေးရဲ့ရွာဆောင်နန်းနန်းလေးကတော့စီမီအမွေးတိုင်တို့နဲ့ပြန်လဲအသက်ဝင်လာခဲ့ပါတော့တယ်။ ပရိသတ်များရှင်ဒီဆက်လင်းလေးတွေကိုစိတ်ဝင်စားကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်ဆက်လင်းအစ်တွေကိုတင်နိုင်အမြဲတမ်းရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားကခေါင်းလုံးလေးကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်